မင်္ဂလာပါဗျာဒီနေ့မှာတော့အာရကတ်တော်အေးရဲ့သတင်းထူးတွေရှိနေတယ်အာရကတ်တော်အေးရဲ့မနေ့ရက်ရသတင်းထူးတခုရှိတယ်ဒါပေမဲ့ကျွန်တော်ကအင်းမပြောသေးပါဘူးဆိုထားတာအာရကတ်တော်အေးအေးမှာအာရကမီမှာနိုင်ငံရေးသိပ်ပံတက္ကသိုလ်ဖွင့်နေလိုက်ပြီးအရာရှိအရာခံဖြစ်မဲ့အေးရဲ့တတ်တော်သားများကို နိုင်ငံရေးစီရေးအုပ်ချုပ်ရေးစနစ်တကျတင် जा ပေးပြီးခေါင်းဆောင်မျိုးဆက်တွေမွေးထုတ်ရေးဓာပြင်မှာဒီနေ့ဆိုရင်လေအရင်ချက်သိမ်းထားစရာတရင်တစ်ခုတွေ့လေပါတယ်လေဆိုတော့အာဂတ်တတော် EE မှာအဖရခိုင်နိုင်ငံတော်အတွက်စစ်မှုထမ်းဖို့ရခိုင်လူငယ်တွေ ကားရီလှေတွေနဲ့အဆင့်ဆင့်ဝီလန်ခေါင်ဖျားတဲ့ဒေတာကြီးွာတွေစီကပြီးစစ်တနံတပုံရာနဲ့ချီကိုအတိစိတ်တတ်နဲ့ကိုရောက်လာကြတယ်ဒေတာကန်ဒေတာကန်ရပါဗျာရခိုင်မင်္ဂလာစီတော်တီဗီတောင်းတောင်းဖျားဖျားလိုက်လံပို့ဆောင်ပါကျွန်တော်တော့ကြည့်ပြီးမျက်ရည်ဝဲမိတယ်နော်ဆိုတော့ မိုးရသည်ဗျာရခိုင်မှာဆိုရင်ဒီအချိန်မှာတိတဲ့အတိုင်းပဲတွားရလာရဆက်တွေခက်ခဲတဲ့ကြားတွေကနေပြီးတော့အာရကတတော် AC ကိုစစ်တင်နံတွားတက်ဖို့လူငယ်တွေကိုမြေပုံမြို့နယ်ဒေသခံတွေကရခိုင်စီရော်ကြီး TV မင်္ဂလာစီရော်နဲ့လိုက်ပို့လာဒါပါပဲ ီချစ်စိတ်အမျိုးကိုချစ်စိတ်နိုင်ငံကိုချစ်စိတ်အခြေခံသောရခိုင်လူငယ်တွေရဲ့ဆန်းဆောင်မှုကိုကျွန်တော်ဒီကဂုံပြုပါတယ်တတူမှာအရကတတ်တော်အေအေရဲ့ဆန်းဆောင်မှုကိုလည်းထပ်တူဂုံပြုရမှာပဲရခိုင်ပြည်သူကရခိုင်ပြည်သူကအရကတတ်တော်အေအေကိုယုံတယ်လေဒီယုံကြည်မှုရဲ့အရင်းခံကြောင့်သူတို့ရဲ့အာကိုရာသူတို့ရဲ့ ရှေ့ဆောင်လမ်းပြမဲ့သူဟာအာရခတတ်တော်အေရဲ့တမူးတမင်းတွေဖြစ်တယ်ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာယုံကြည်လက်ခံပြီးလူငယ်တွေကတပြိုင်နက်သူတို့နောက်တကောက်ကောက်ပါအောင်လိုက်ကြတယ်လိုက်လာတဲ့လူငယ်တွေကိုလည်းစနစ်တကျနိုင်ငံရေးသိပ်ပံတန်တန်းနေဖွင့်ပြီးနိုင်ငံရေးသိပ်ပံနေတင်ကြားပေးနေတယ်လို့တိုက်ပွဲတွေမှာလည်းအဆက်မပြတ်တိုက်ပွဲဝင်နေတယ်ဒီနေ့ဆိုရင် Red Ingabu ဆယ်ပြားကုန်းစာစီချင်းရွာ တပ်စခန်းတွေကိုအရကတက်တော်အေးနဲ့ပူပေါင်းတက်တယ်။တိမ့်ပိုက်လိုက်ပြီးတိမ့်ပိုက်လိုက်ပြီးတဲ့အချိန်မှာနေမီရှင်းလင်းလောက်ပါတယ်။စစ်ကောင်စီအလောင်းကြီးအပုတ်နဲ့ထွက်နေတာအပုတ်လိုက်ပြီ။လက်နက်အများကြီးအပုတ်လိုက်။အဲ့တော့လေကြောင်းကနေတရဆက်ဘုံကျက်ခုကန်တိုက်ခိုက်ပေးမဲ့တော်လိုင်းတက်တယ်။သိမ့်နိုင်နေလို့ကျွန်တော်တို့သိရပါတယ်။စာစီကုန်းရွာကတော့ထောက်ဝက်လောက်မီးလောင်ပြာကျသွားတယ်။အဲ့တော့မနေ့ကမနေ့ပိုင်းမှာဆိုရင်လည်း ဘကိုတိုင်းအနောက်ချမ်းဗတောင်းတက်နေမှာစစ်တုံးထရက်ကားတွေနဲ့လက်နက်ငယ်ကြီးစံအပြည့်ကိုပသိမ်မုံရွာအလန်းတိုင်းအေရီတက်ဘက်ကိုစစ်ကူပို့နေတယ်လို့လည်းအချမ်းရင်သိရပြီးကြောက်ဘူးခြေစအမှတ်ကိုကာဝေးပြီးစက်ကိုကပါစကိုဒါတွေကိုလက်နက်ငယ်တွေအဲ့ကလက်နက်ငယ်တွေကွင်းကောက်အင်ကဘူကိုပေးဝေနေတယ်လို့အချမ်းရင်သိရတယ်အဲ့တော့အေရီတိုင်းဟာအေရီတိုင်းဟာ အာဂတ်တတော်ကြီးဘူဝန်တက်တွေတိမ့်ကိုတိမ့်လိမ့်မယ်ဆိုတဲ့ယူဆချက်ဟာမကယ်လို့လာနေပြီမကွေးမှာရှိတဲ့ကပါဆောက်ရင်းနဲ့ပတ်သက်ပြီးတော့အာဂတ်တတော်ကြီးလူရှုထားပါကြောက်ဖြူထိုးစစ်ကိုရောဒီကနေ့ဆိုရင်နောက်ဆုံးသတင်းများအရအမှတ်30ရက်တက်ရင်းကိုတိမ့်ပိုက်လိုက်ပြီလို့ကျွန်တော်တို့အကြမ်းမြင်သိရတယ် တော့ကျွန်တော်တို့စံပြတက်တော်ဖြစ်အာကတက်တော်အီကိုတတ်မှတ်လို့ရပါတယ်အာကလူငယ်တွေဗျာသူရဲ့ခေါင်းဆောင်တွေကိုယုံကြည်ရာကိုကြည်ရင်ကျွန်တော်မြန်မာလူငယ်တွေမြို့ပြကလူငယ်တွေလမ်းပြောက်နေတာတွေခေါင်းဆောင်မဲ့နေတာတွေမျော်လင့်ချက်ပျောက်နေတာတွေကိုတွေးမိရင်စိတ်ထဲမှာတော့တမျိုးတမိခံစားမိနော်ဒီလိုပဲ ဘကိုတိုင်းမင်းလာမှာတိုက်ပွဲကြီးဖြစ်နေအဲ့တော့16ရက်နေ့ပေါ့လွန်ခဲ့သောဇွန်လ16ရက်နေ့မှာမင်းလာအုတ်တွင်းရာကစစ်ကွင်းတာဆောင်ကိုဝင်တိုက်တဲ့အချိန်မှာဒီတိုင်အမေရိကန်စီမံအုပ်ချုပ်ရေးဆိုတဲ့စီမံမဖွဲ့ဝင်ပေါ့ဗျာဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းဗိုလ်မှူးဖြိုးမင်းဦးအဖွဲ့ဝင်တက်တဒတိုင်အမေရိကန်ရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် နောက်ထပ်သာဝရီခရိုင်ရဲ့ဒုတိယရေမှုကြီးစိုးခိုင်မင်းလာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ပုံမှုရန်နိုင်အောင်စစ်တပ်ဘက်ကသူတို့အပါစစ်တပ်က20တည်တယ်။ဟိုတလောကစစ်ကွင်းတာဆုံးတိုက်ပွဲမှာဒါနောက်ဆက်တွဲတည်းစစ်ကွင်းတာဆုံးရေးဒီလိုတည်ပြီးတဲ့နောက်မှာတမချောက်ချောက်တတ်မှမူပုံမှုချုပ်ဝင်းတူလင်း ဝင်းတူလင်းကိုနေပြီးတော့စေယုံကနေပြီးတော့ခလာရတက်ကိုစေလုပြီးမင်းလောက်ကိုစစ်တောင်းထိုးခိုင်းတယ်။ဘကိုးရုံးမှာစစ်စင်ကြီးလှုပ်ဆောင်ခိုင်းတယ်။စစ်တောင်းတစ်ခုမှအင်အား900နဲ့စစ်တောင်း3ခုကိုတတ်မှတ်ချက်တော့တတ်မှတ်မှုဘုံမှုချုပ်ဝင်းတူလင်းကစီမံပြီးစစ်တောင်းထိုးခိုင်းနေတယ်။အဲ့တော့ PDF အခြေပြုတဲ့ရွာဆိုဘယ်ရွာမှမချမ်းတာလဲ။အကုန်ရှင်းဆိုပြီးဘုံမှုချုပ်ဝင်းတူလင်းကအမိတ်ပေးတယ်လို့ကျွန်တော်ကြားသိထားရတယ်။နောက်ရွာတွေကမင်းရှို့တယ် လက်နက်ကြီးတွေနဲ့ပစ်တယ်တွက်ကြရပြီသူပစ်တတ်တယ်လေရောင်းနဲ့တိုက်ခိုက်တယ်မင်းလောက်ကိုနေမီရှင်းနေလုံးနေတယ်အဲ့တော့ဝင်းသူလင်းစစ်တပ်ကို DSC အမှတ်စဉ်30ခုချောင်းစင်မင်းလောက်ကိုနေမီရှင်းနေမလုံနိုင်လင်းတဲ့ယာရူကအနာပေးပြီထောက်ရင်းထည့်ပြီလို့စစ်တပ်ကဖိအားပေးတာလေအဲ့တော့ခလာရတစ်ကိုအခြေပြုတ်ပြီးဘုံကျုပ်ဝင်းသူလင်းကိုတိုင် စီမံကကွယ်နေစတော့ဝင်းတူလင်းကိုရောက်အောင်ပြစ်စစ်တဟာစစ်ကြောပြတ်သွားဖို့ခေါင်းဆောင်ကုတ်ကဲအမိတ်ပေးမှုစနစ်ပြည့်အဲ့စစ်ကြောပြတ်တယ်ဝင်းတူလင်းကိုရောက်အောင်ပြစ်ဝင်းတူလင်းမပြေးတာမင်းလာကတတ်တော်ကြီးဗမာတတ်တော်လေးမင်းလာမှာရှိတယ်အခြားတတ်တွေအများကြီးရှိတယ်ဘိုးတိုက်နောက်ချမ်းမှာအများကြီးပဲဝင်းတူလင်းကိုရောက်အောင်ပြစ်ပါ အဲ့တော့လလောဆယ်တော့မင်းလာကိုစစ်ကြောင်းထိုးနေပြီးတော့ခြေရွာ၁၀ခုထပ်မနေမိရှို့ဖျက်ဆီးနေတယ်လက်နက်ကြီးနဲ့ဖြစ်နေတယ်မင်းလာမှာစစ်ရေးတော်တော်ကိုပြင်းပြင်းထန်ထန်တင်းမာမှုရှိပြည်သူတွေထောင်နဲ့ချီပြီးထွက်ပြေးနေရတယ်အချိန်ကြီးကအယမ်းဆိုးနေတယ်အဲ့တော့ဒီအချိန်မှာဟိုရရောင်ဒီရရောင်လောက်ရမယ့်အချိန်မဟုတ်ဘူးဆိုတာကိုမြေပြင်ချီနေတွေကပြဆုံနေတယ်နိုင်ငံကြီးလူလူရွေးကောက်ပွဲလူလူ တွေ့ဆုံဆွေးနွေးရေးလို့လူအခွင့်အရေးလို့ခွဲခွင့်ရေးလို့လုပ်ရမှာမဟုတ်တော့ဘူးစစ်နိုင်အောင်တိုက်မှာပြည်သူတတ်တာမှာဗျာကျွန်တော်တို့ပြောတာလေမောလာပါပြီဒါမဲ့တချို့တွေကမလုံမရှုံမပြုတ်နေမသိကြအောင်ဆောင်ပြီးလူမြင်ကောင်းအောင်ကြင်ညာချက်ထုတ်လုပ်နေတာတွေကိုတော့ရှင်ထဲမှာတခါတလေကြာရင် decision နဲ့နာကျင်မိပါတယ် စစ်ကြောင်းထိုးလို့စစ်ကြောင်းထိုးတဲ့နေရာတိုင်းမှာဒေသခံထောင်ထဲချီထွက်ပြေးနေတာ။နောက်တော့ဒီဒီတိုက်ပွဲတွေလက်ရှိတိုက်ပွဲတွေမှာဗျူဟာမြောက်တိုက်ပွဲတွေတိုက်ဖို့တော်လိုင်းတက်တွေကိုအကြံပြုပါတယ်။ဗျူဟာမြောက်တိုက်ပွဲကိုမတိုက်နိုင်ရင်နေမျိုးကိုမစိုးမိုးတိုင်ပဲနဲ့ပောက်ထွက်သွားရင်ဂျွာတွေအကုန်လုံးဖြတ်စီးမိရှုခံရတဲ့အခြေအနေမျိုးကိုတွေ့နေရပါတယ်။မင်းလာလို့စစ်ကွင်းတာဆိုကိစ္စနဲ့ပတ်သက်မင်းလာအမဲခံရတာဖြစ်ပါတယ်။ဒါကြောင့် တကယ်လို့မဝင်ရှင်းမဲ့ဝင်ပစ်မဲ့ဝင်ပြီးတော့လက်ရပြတိုက်ခိုက်မှုတွေလုပ်မှာပေါ့ကျွန်တော်တို့ကကြိုးစိုးတယ်စစ်ခွေးမသာတက်ဗနယောက်တည်တည်ကြိုးစိုးတယ်တိုးတော့နောက်ဆက်တွဲပေါ့ side effect ဘေးထွက်ဆိုးထိုးတွေကိုချင့်ချင်တွက်ဆပေးဖို့ပြည်သူလူထုကိုစားဒီနေရာကနေမြေတားရက်ခံပြရစီပြည်သူလူထုကအတော်လိုင်းရေးကိုခိုင်ခိုင်မာမာရက်တည်တဲ့ပြည်သူတွေရှိတယ်လို့ကိုလိုမကူစားရပြီးအတွေးခေါင်းတဲ့ပြည်သူတွေလည်းရှိတော့တော်လိုင်းရေးအပေါ်မှာနားလည်မှုလွဲမှာစိုးရိမ်လို့ပါ စစ်တပ်ကလည်းဒီလိုပဲ PDF တွေရှိလို့အဲ့ရွာကိုငါတို့မီးရှို့တာ PDF တွေရှိလို့မင်းတို့ PDF ကိုလက်ခံရင်ဘယ်လိုဖြစ်မလဲဘယ်ကဲ့သို့ဖြစ်မလဲဆိုပြီးပြည်သူနဲ့တော်လိုက်ပြည်သူနဲ့ PDF အမြဲတမ်းသွေးကွဲတတ်ရှုံနေတာကိုလည်းမမေ့သင့်ပါတိုက်မယ်တော့အပြတ်တိုက်အကုန်ပိတ်တာဘီဝါမြောက်စစ်စစ်ဝင်လန်းထွက်လာအကုန်ပိတ်ဆို့ကြွားကပြည်သူတွေကိုကာယံဘေးလို့ရအောင် ပုတ်ပြီးမှတိုက်ပွဲဆင်ွယ်နေစေချင်ပါ လေးနှစ်ကျော်ငါးနှစ်တာလာကာလာရောက်လာပြီညာကျွန်တော်တို့အမျော်မြင်ကြီးကြီးနဲ့ဖြူဝမြောက်စစ်စင်မှုကိုဆောင်ရွက်တင်ပါပြီအဲ့တော့ထပ်ပြီးတော့ဒီကနေ့ရွှေဘူမှာမနေ့ကကျွန်တော်တရင်နေကြားတယ်ရွှေဘူကလမ်းတွေကိုဖြတ်တောက်လိုက်ပြီးတော့စကြောထုတ်ဖို့ပြင်နေတယ်ဆိုတဲ့တရင်တွေကြားတယ်ကြားပြီးတကလာဒီကနေ့မှာရွှေဘူတက်တွေဟာဥအောင်စေရ နော်ဦးအောင်စေရရဲ့မြေအောင်မြေရွှေဘူးဟင်းသာကြီးပြူရွာတက်စခန်းသုံးခုကိုရွှေဘူတက်တွေပူပေါင်းတက်တွေတော်တိုင်းတက်တွေအကုန်လုံးတပြိုင်နက်ဝင်တိုက်ပါလေဒီပြူဝါတွေမှာအင်အား90ကျော်ရှိတယ်ဖက်စစ်တပ်စစ်သားများနဲ့ပြူနဲ့နှစ်ခုပေါင်းပြီးအထိုင်ချတက်ဆွဲထားတဲ့300ကိုတပြိုင်နက်ဝင်တိုက်တယ်အဲ့ဒီပြူဝါတွေကဘန်ကာ၅ခုကိုဖြိုချပလိုက်တယ် ကြောင်မြောင်းခမရစနစ်ရွှေဘူခလာရ40နှစ်တော့ကနေဟော်ဝေဇာတွေနဲ့လမ်းပစ်တယ်လို့ကျွန်တော်တို့အကြမ်းမြင်သိရတယ်အဲ့တော့ရွှေဘူပကဖတ်ဦးဆောင်ပြီးပူပေါင်းတက်တွေတိုက်ပွဲဝင်ခဲ့ပါတယ်အဲ့ဒီတပ်မှာစစ်တုံးမှာ78ဦးဖမ်းမိပေမဲ့ကလေးတငယ်အမျိုးသမီးတက်ကြီးရွယ်ကလေးဖြစ်တာကြောင့်စီအခြေအနေလုံခြုံရေးအခြေအနေကြောင့်ဘေးလွတ်ရောက်ပြန်လွတ်ပေးလိုက်ပါတယ်တိုက်ပွဲမှာ ရဲဘော်နှစ်ဦးကြာဆုံးခဲ့ပါတယ်ပက္ကဖရဲဘော်ရွှေဘူပက္ကဖတကယ်တိုက်တဲ့ပက္ကဖရဲဘော်ကိုကြာဆုံးသွားပါတယ်ကလေးကောတွေအလေးနတော်တွေတနတ်တွေကင်ပြီးပြည်သူကိုနှိမ့်ဆက်တဲ့ပက္ကဖမဟုတ်တဲ့ရွှေဘူပက္ကဖနှစ်ဦးကြာဆုံးခဲ့ပြီရွှေဘူပက္ကဖရဲဘော်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အဲ့တော့ဒါချီဒီတိုက်ပွဲဆင်နွှဲခဲ့တာဟာရွှေဘူမြို့နယ်ပက္ကဖတာဝန်ခံရဲ့ကဲမှုပြီရွှေဘူပက္ကဖပါတယ် တိုက်နေနှစ်3လေးပကပအဖွဲ့ကြီးပကပတိုက်ခိုက်ပြီးပူပေါင်းအဖွဲ့ကြီးရွှေကိုခက်ရိုက်ပကပတိုက်ခိုက်ပြီးအဖွဲ့ကြီးရေဦးပကပဒီဘဲရေးပကပအဲစာစာတိဖြစ်ပေါ့နော်တိုက်နေငါပကပ drone တပ်ဖွဲ့ပကပတွေပဲတိုက်တယ်လို့အကြမ်းင်းသိရတယ်ဆိုတော့ပကပတွေဟာပြည်သူ့ကာဝေးတဲ့ PDF တွေပူပေါင်းပြီးတော့ဘီယောမြောက်စစ်ကြောင်းနေတဲ့တိုက်ပွဲဝင်နိုင်တော့ပိုကောင်းနေမယ် ဘဂဝါကတသက် PDF ကတသက်ဆိုတာကျွန်တော်စိတ်ထဲမှာမယိုးမယော်ကြီးခံစားနေရတယ်တခုခုတော့မားနေသလားလွဲနေသလားမသိဘူးနောက်တစ်ချိန်မှာဘာဖြစ်နိုင်လဲဆိုရယ်စိုးရင်ချက်လဲကျွန်တော်ရှိတယ်ပေါ့နော်တော့တကယ်လို့တဲ့ဘဂဖာတွေရှိသလိုတကယ်လို့တဲ့တိုက်ရင်တက်ဖွဲ့တွေ MOD အောက်မှာရှိပါတကယ်မလုပ်တဲ့တိုင်ရင်တပ်ဖွဲ့တွေရှိသူကလီကောပါကဖာတွေလည်းရှိပါတယ်။ဒါညဒါအရှိတရား။နောက်ဒီပါကပဆိုတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ PDF ဆိုတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဟာ ဘာလို့နှစ်ချမ်းခွဲထားတာလဲဆိုတော့ကျွန်တော်စဉ်းစားမရဘူးနော်ဒါပါဒါကတော့ဒီအခြေအနေတွေရှိပါတယ်ကျွန်တော်တို့တော်လိုင်းကြီးဟာကျွန်တော်တို့စတင်ရည်စူးခဲ့တဲ့တော်လိုင်းကြီးရည်မှန်းချက်ဟာမှန်နေတင်တမရကိုတော့တရားစွဲလို့ရမယ်ဆိုတဲ့စနစ်ကြီးတစ်ခုကိုထူတောင်းမယ်ဆိုပြီးတော်လိုင်းလိုက်ကြတာဗျဟုတ်တယ်မလားဒါပေမဲ့အခုတချို့နေရာတွေမှာရက်ကြီးပကဖတော့ကြောက်နေရတဲ့အခြေအနေမျိုးဟာတော့ ခင်ဗျားတို့တော်လိုင်းကြီးရဲ့ကျန်တဲ့လွဲမနေတဲ့အချက်တွေဖြစ်နေပြီဆိုပြီးတချို့ပတ်ကပ်ဖားတွေကိုကျွန်တော်သတိပေးလိုပါတယ်အဲ့တော့တော်လိုင်းကြီးအောင်မှုနီးလာကြပါပြီလို့ပြောနေပေမဲ့လက်တွေမြေပြင်မှာတကယ်တိုက်တယ်တိုက်ရင်တက်ဖို့ရှိတယ်တကယ်မတိုက်ပဲကြောင်းတော့ပြန်ရောလွတ်နေတာတွေလက်တရားဆိုတော့ခေါ်တာတွေလည်းအများကြီးရှိတယ်ဒါကတော်လိုင်းကြီးဘက်အဆန်းကိုပြောတာဖက်စစ်တက်ဘက်မှာဘာဖြစ်နေလဲဆိုတော့ငင်းငယ်ကြီးစကားပြောလာပြီ ရန်သူကလက်နက်ချအညံ့ခံခဲ့ရင်ဒီဘယ်တော့မှလက်နက်ချအညံ့ခံခြင်းပါလေလို့မပြောဘူးစစ်တပ်ဟာငင်းငယ်ကြီးစကားပြောလို့ရှိတယ်မင်းအောင်လိုက်ကျင်းတီစစ်ရှုံးတော့မှသူသိနေတယ်စစ်ရှုံးတော့မှသူသိနေဒါကြောင့်မို့ဖိတိုက်ပါဘူအမြောက်စစ်စင်ပါခုနမိုင်းတိုက်ပွဲနဲ့ပတ်သက်တဲ့တရင်တွေကျွန်တော်ကြားရတယ်ခုနမိုင်းတိုက်ပွဲအနည်းကပိတ်ဆို့ထားတဲ့ ဖက်စစ်တပ်ကဖောက်ထွက်လာတယ်ဆိုတဲ့အခြေအနေတွေကျွန်တော်ကြားသိနေရတယ်။ဒါပေမဲ့အခြေအနေအသွေးအသေးစိတ်ကိုကျွန်တော်မရဘူး။ဆိုတော့ဒီဒီအခြေအနေတွေရှိတယ်လို့ဖက်စစ်တပ်ရဲ့15နှစ်အရွယ်ကလေးတွေကို15နှစ်အောက်ကလေးတွေကိုစစ်မှုတိုင်းပေါ်တာဆွဲမှုကြောင့်စိတ်ရာဆုံးမှုတစ်ခုနဲ့ရင်ဆိုင်ရဖို့လည်းရှိနေတယ်။ကမ္ဘာကုလသမဂ္ဂရဲ့ IMM အဖွဲ့ကနေပြီ နိုင်ငံတကာစစ်ဥတွေများမှာနော်နိုင်ငံတကာစစ်ဥတွေများမှာစားနေအောင်ကလေးများကိုအတင်းအဓမ္မပေါ်တာဆွဲစစ်မှုတန်းခိုင်းရင်စစ်ရာဇဝမှုရောက်ပါတယ်ဒါကိုမင်းအောင်လိုက်ကျူးလို့နေကြအောင်တနေ့ကကန်တော့တိုက်ပွဲတုံမှန်ဖန်ဆင်းမှုမှာစားနေအောင်ကလေးတယောက်အင်တာဗျူးအလုံးနဲ့ကြည့်ပြီးသားဖြစ်မှာပါဒါပေမဲ့မြို့တော်ပြည်ဆိုစီကဘူဖက်စစ်တပ်ကတော့ရွာစောငပွားကြီးရုရှားတဲ့တေအာကုန်ရက်ွက်ထဲမှာပစိုးကွင်းတိုင်းမူယူရန်ကားပြီးအနိုင်ကျင့်တာကတော့ လုံယူလုံစင်လိုပဲလုံနေပါတယ်နော်ဒီချင်းတွေကိုကျွန်တော်တို့ရင်ဆိုင်နိုင်ဖို့ရက်တက်နိုင်ဖို့ကျွန်တော်မြင်မြင်ဟိုဟိုရက်တည်းကတောက်လျှောက်ပြောနေတဲ့ရွေးကောက်ပွဲကိုရက်တက်နိုင်ဖို့ကျွန်တော်စစ်နိုင်ရောလွယ်ချောင်းရှိဘာမှမမျော်လင့်နေတော့စစ်နိုင်အောင်ပဲတိုင်အဲ့ဒီမှာမှလည်းဘယ်နဲ့ကျွန်တော်တို့ဘာထက်ကြည့်ရမလဲဆိုရင်ဒေတာရင်းအခြေအနေတွေကိုကြည့်ရင်ကွန်မိုဒီယန်နဲ့တိုင်းတဲ့အခြေအနေတင်းမာနေတာတွေ့ရတယ် ိုင်းပြည်တွင်းရေးလဲရှုပ်ထွေးနေမှုရှိနေတယ်နိုင်ငံရေးပေါ့နော်တိုင်းနိုင်ငံရေးတပတ်မှာမြန်မာပြည်ထိုင်းနယ်ဆက်ကရင်တိုက်ပွဲတွေကလည်းတရဇက်ဖြစ်နေဆိုတော့ကျွန်တော်ဒီအရှိတောင်အာရှနိုင်ငံတွေမှာပေါ့နော်ခိုင်မာတဲ့နိုင်ငံတွေဒေတာရီပရီပခါရီကျွန်တော်တို့ထေချာမြင်အောင်ကြည့်ဖို့လိုတယ်နောက်တစ်ချက်ကစစ်တပ်အာဏာ၃ရက်ကိုအမြဲတမ်းကင်ထားတယ်လို့ နေဝင်လက်ထက်တွေရလို့ကျွန်တော်တို့မနေ့ကပြောတော့ကျွန်တော်အောက်မှာ comment တစ်ခုလာမှတ်တယ်ကိုမဲကျော်ကြီးအာနာ3ရက်ဆိုတာဘယ်ဟာလဲရှင်းပြပေးပါအာနာ3ရက်ဆိုတာအုတ်ချုပ်ကြီးအာနာဥပရိပြူကြီးအာနာတရားစီရင်အာနာအာနာ3ရက်ပါဒီအာနာ3ရက်လုံးကိုစစ်တပ်ကဘယ်လိုချုပ်ကင်ထားလဲဆိုတာကိုကျွန်တော်ရှင်းပြပါနောက်ကျင်းဖွဲ့စည်းပုံအခြေခံဥပဒေမျိုးသားနီလာခံနဲ့15နှစ်လောက်ရေးဆွဲခဲ့တဲ့မျိုးသားနီလာခံနဲ့ရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံခြေဥနာဒစ်ဥပဒေမှာ တရားစီရင်ပိုင်ခွင့်ကိုဘယ်လိုရယူတာလဲဆိုတော့တပ်မတော်သားအလုံးဖြစ်တဲ့ကိစ္စမှန်သမျှတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးအဆုံးဖြတ်တာဖြစ်သည်စစ်သားမရင်းချင်းချင်းလူတက်တက်ကာကြုတ်ကလွတ်ဆိုလွတ်ပဲအရက်ဘတ်တရားနဲ့ဘာမှမဆက်ဘူးအဲ့ဒါဟာစစ်ဥပဒေတွေနဲ့ချိုးပေါက်နေမှသူကိုယ်တိုင်သိတယ်ဒါပေမဲ့ဒီဘက်ကကျွန်တော်တို့ဒီတော်လိုင်းရေးအစိုးရတွေမြို့သားညီညွတ်ရေးအစိုးရတွေကစစ်မှတ်ဆိုင်ရာဥပဒေတွေကိုကင်ပြီးမကစားနိုင်ဘူး နော်ဒါကတရားစီရင်အာဏာကိုယူလာတာအုတ်ချုပ်ရေးအာဏာကိုဘလို့ယူလာလဲတော့အာဏာကြီး၃ရက်ကိုကျွန်တော်ပြောပြအုတ်ချုပ်ရေးအာဏာ2008မှာပြည်ထောင်ဝင်ကြီးကာဝေးဝင်ကြီးနေဆက်ကြီးရလုံခြုံရေးဝင်ကြီးဝင်ကြီးဌာန၃ခုပြည်ထောင်စုဝင်ကြီးများကိုကာဝေးဦးစီးချုပ်ရေးတဦးတဲ့သဘောထားဖြင့်အဲ့၃ရက်လုံးခန့်မှန်းနေရှိတယ်အဲ့၃ရက်လုံးစစ်ဘုံချုပ်တယ်အဲ့၃ရက်လုံးကကာတုတ်ကိုပဲတစ္ဆာခံတယ်မခံဖြုတ်ပါဘူး အဲ့တော့စစ်တပ်ကကာကြုတ်ဆိုတဲ့ကောင်ခိုင်းသမျှလုတ်တဲ့ဝင်ကြီးဌာန၃ခုဟာကာကွယ်ရေးပြည်ထရေးနယ်စပ်ရေးရလုံခြုံရေးဝင်ကြီးကာကွယ်ရေးမှာရှိတဲ့စစ်လက်နက်ပစ္စည်းဘာညာအကုန်လုံးကိုစစ်တပ်ကကာကြုတ်တဘောတစ်ခုလေလွှတ်တော်တယ်ဆိုရင်လာမရှုံနဲ့ပြည်ထရေးရေထွေရုပ်အစရှိတဲ့အကုန်လုံးမိတပ်ကစားဂောဘကတိစစ်တပ်အောက်မှာပဲစစ်တပ်ပြောသမျှအကုန်လုံးနယ်စပ်ရေးရလုံခြုံရေးဝင်ကြီးဌာနနယ်စပ်မှာရှိတဲ့အရေးရအကုန်လုံး ဒါအာနာနှစ်ရက်ရှိတော့ဥပရေပြူကြီးအာနာအစိတ်သားဝင်ထိုင်တယ်ဖော်ဒီဘုံအခြေခံဥတွေကတတ်မတော်သားအစိတ်သားလွတ်တော်မှာအခမဲ့ဝင်ထိုင်ငိရှိသည်ဘာမဲမှပေးစရာမလိုဘာမဲမှရွေးချယ်စရာမလိုဒီအာနာသုံးရက်ကိုဒါမြင်တာအောင်ကင်ထားတာကင်ပြလို့ရတယ်ဟာကင်မပြလို့ရတဲ့ဟာတွေကဘာတွေလဲဆိုတော့ဝင်ကြီးဌာနတွေမှာအတွင်းဝင်နေမှန်တမယစစ်ဘူစစ်ပြုတ်စစ်ကြံနေရေးစီပင်တရားထဲမှာ ်မြို့နယ်စီမံဦးစီးမှုမှန်သမျှခြေပြက်လက်ပြက်စစ်ပြုတ်တည်ကြီးဟုတ်တယ်နော်ရဲစခန်းမြို့နယ်မှုဆိုတဲ့ကောင်လေးဟာစစ်တပ်ကနေအသွင်ပြောင်းလာတဲ့ကောင်လေးကြီးပဲကြားဘူးတယ်မလားမိုးကြရွှေကိုဆိုတဲ့ကိစ္စလေဆက်တာကိုကျွန်တော်အချက်ချက်ပြီးပြောချင်တော့ဘူးအာနာ၃ရက်ခါစစ်တပ်ဟာတတပတ်လုံးကိုင်ဆွဲပြီးတော့တိုင်းပြည်ကိုဂုတ်သွေးဆုပ်လာခဲ့တာစီဝိုင်းနယ်ပယ်မှာဥပိုင်ဆိုတဲ့ MBC ကြီးချောင်းကြီးညီမတနိုင်ကန်လုံးကလုပ်ငန်းမှန်သမျှအုံမိုးထားတယ် เนาะအများကြီးပဲဗျာအဲ့တော့ဒါတွေကိုပြောနေပြီးမှမဟုတ်ဘူးတမိုင်းတက်လျှောက်မှာတော့စစ်တပ်ရဲ့ဂုတ်သွေးစုပ်မှုစစ်တပ်ရဲ့မတရားမှုကိုမချေနှက်လို့တော်လှန်ရေးတွေဆင်နွှဲခဲ့ကြတယ်အရှိကတော်လှန်ရေးမှာ အောင်မြင်ခြင်းကြာဆုံးခြင်းအဆရှိတွေကိုသင်ခန်းစာယူပြီးလက်ရှိနေဦးတော်လှန်ရေးမှာအောင်ပွဲရှင်နိုင်အောင်လုပ်ဖို့ကတော့ခင်ဗျားတို့ကျွန်တော်တို့တာဝန်ပဲလူမြတ်ကျော်ကပြောပြောပြနေတယ်လူမြတ်ကျော်က ဘက်ကဖတွေပါဖြစ်တဲ့ NUG ပါဖြစ်တယ်အဲ့ဒါကျွန်တော်ဖောင်းတုနေတာမဟုတ်ဘူးခင်ဗျားတို့ပြင်စီခြင်းလို့တမိုင်းမှာတရားခံမဖြစ်စီခြင်းလို့စေတနာတရားနိုင်ပြောနေတာအဲ့လိုမှမမြင်လဲဖောင်းတုတယ်လို့မြင်လဲမြင်နိုင်တယ်စိတ်ဝင်စားဘူးအမှန်အမှန်အမှားအမှားပဲဓမ္မဓမ္မအာရမအာရမပဲအဲ့ဒါကြားနေမရှိဘူးဓမ္မနဲ့အာရမမှာဓမ္မနဲ့အာရမပေါင်းဆက်ရယူထုံးစံမရှိဘူးတဝဝိထလောကဥပဒိတာယဓမ္မရှိမှအာရမရှိတယ် အာရမရှိမှဓမ္မရှိပက္ခဆိုတဲ့စန့်ကျင်ဘက်သဘောတရားတွေရဲ့အပြန်အလှန်အမိကိုပေါင်းစပ်မှုအခြေအနေတွေစန့်ကျင်ဘက်သဘောတရားတွေရဲ့ဆွေးငင်မှုပေါင်းစပ်မှုတွန်းကန်မှုသဘောတရားတွေအများကြီးရှိတယ်ဒါတွေရှင်းပြရှင်းသွားမှာပြောတော့အဲ့တော့ကျွန်တော်တို့နိုင်ငံငါတို့တော်လိုင်းရုပ်နမကျော်မိပါလို့တင်တယ်ဘလို့မြင်လဲဒီပုံစံတိုင်း NUG ရဲ့နိုင်ငံရေး flow C flow ကြည့် ဒီပုံစံတိုင်းဆက်သွားရင်တော့တော်ရင်ကြတယ် NUG တိုင်းသားအရာဟုတပ်ဖွဲ့တွေကတော့သူ့ပြည်နယ်သူတိုင်းသွားလိမ့်မယ်ရန်တိုင်းနဲ့ပြည်နယ်14ခုမှာတိုင်းဆိုတဲ့ဗမာတိုင်းများ9တိုင်းငုတ်တုတ်မိဖို့များတယ်အဲ့တော့ဘယ်လိုလုပ်ကြမလဲလူကြင်ထရန်အောင်ကြီးကုန်းလို့ဖြစ်သေးတာခက်တာကတချို့ကိစ္စတွေမှာအရှိကပိတ်ထားပြီးတော့ အလူငွေကအစပေါ့နော်လိုရမရောက်ပြဿနာတွေအများကြီးပဲဒီနေ့လဲကဗျာဆရာအောင်ဝေးရဲ့စိရင်းစီစိရင်းစီအောင်မင်းတို့ကဘာကောင်းမှုလဲဒါလေးလဲကြားပြီးမှာပါဆိုတော့အဓိကတော့အတွေးခေါ်တော်လိုင်းသမားမစစ်တဲ့ပြဿနာတော်လိုင်းသမားလို့ကိုကိုကိုမခံယူပဲအစိုးရစိတ်ပေါက်နေတဲ့ပြဿနာဟာဒီတော်လိုင်းကိုအကြီးကျယ်အနောက်ရှက်ပေးနေလို့တွေလို့ပဲကျွန်တော်ရှုမြင်သုံးသပ်မိတယ်နော် အဲ့ဒါချစ်ချင်းမုန်းခြင်းကြောင့်ပြောတော့မဟုတ်ဘူးတော်လည်ကြီးမှာတန်းတူညီများဗျာတော်လည်ကြီးမှာအားလုံးတော်လည်ကြီးရဲ့ပေါ်ဗျာနင်းနေပပများများပပလေးလေးစားစားနဲ့လိုက်လေလေးကြိုးစားတာကိုကိုကိုတဆင့်မြင့်ကိုကိုရာဓူးရာကန်းနဲ့ကိုကိုအစိုးရကိုကိုကိုဝင်ကြီးဆိုတဲ့စိတ်နဲ့အတော်လည်ကြီးအနှစ်သာလာမဟုတ်ဘူးနော်အဲ့တော့ တချို့တကယ်ကောင်းတဲ့ NUG တွေကပုံကူရှိတယ်တကယ်ကိုမှန်ကန်တယ်တကယ်ကိုတော်လိုင်းစိတ်အပြည့်ရှိတယ်ဒါပေမဲ့နေတယ်ညာတော့အဖြစ်ကအစိုးရစိတ်အစိုးရလှုပ်ရှင်စိတ်အာအစိုးရကြီးကြီးရှင်စိတ်ဖြစ်ပြီးတော့ဒီတော်လိုင်းကြီးကိုတချို့ဆိုမလုံမရှုပ်မပြုတ်တချို့ဆိုလှုပ်ရင်းလှုပ်ရင်းနဲ့စုံစုံမြုပ်အခုတော့တလောကထွက်သွားတဲ့အခုတရင်ပြောက်သွားပြီလားကာကွယ်ရေးဒုအတွင်းဝင်92အောင်ကိစ္စ ပြဿနာတွေတည်တချို့သိတဲ့လူတွေသိတယ်လက်နဲ့အယောင်ဝဲကိစ္စမှာရှုပ်ချက်ခတ်နေအခုတော့ထွက်သွားပြီနိုင်အောင်တိုက်ဖို့ကပြည်သူပြည်သူလူလူကဖိအားပေးဖို့လိုပါတယ်အဲ့တော့ကောင်းဆောင်လိုအပ်နေပါတယ်စေနိုင်တိုက်ရေးအတွက်ဒေါ်လာကြီးကိုသွေးသစ်တောင်းဖို့လိုအပ်နေပါတယ်ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲဆိုတာကတော့ ပိတ်ကောင်းစัจကြည်ရ။ဒင်းရောင်ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။